ဒီဗီဒီယိုလေးမှာကျွန်တော်က ABLE able ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာပါအဲ့တော့ able ကိုဗမာလူဘာသာပြန်မယ်ဆိုရင်ကျွန်တော်တို့လုံနိုင်တော့ကျွန်တော်လုံတတ်တော့ဒါမှမဟုတ်လေတတ်နိုင်တော့ပေါ့နော်ငွေကြီးအရာပဲဖြစ်ဖြစ်လူရဲ့စမ်းဆောင်နေမှုနိုင်မှုအရာပဲဖြစ်ဖြစ်ကိုအရာဝတ္ထုတစ်ခုကိုလုံနိုင်နေပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ able ကို adjective အနေနဲ့သုံးပါတယ်ဆိုတော့ he is able to drive to ကမ်းမောင်းတတ်တယ်ပေါ့ကမ်းမောင်းနိုင်တယ် is able to swim လေကူးတတ်တယ်လူလည်းကူးနိုင်တယ်အတိတ်ကဖြစ်ခဲ့တယ်ဆိုရင်တော့ I was able to run 4 miles a day တရက်ကို4မိုင်အရင်တော့ကပြေးနိုင်တယ်ပေါ့နော်ဒါ past tense ဖြစ်နေတော့အခုတော့မလုပ်နိုင်တော့ဘူးဆိုတဲ့အတိတ်ပဲပေါ့နောက်နောက်တစ်ခုက able ကိုကျွန်တော်တို့နောက်အနေနဲ့သုံးနေတဲ့အခါကျတော့သူက ability ပေါ့ ability ဖြစ်သွားမယ်နော် ability ဆိုလို့ရှိရင်တော့သူကလောက်နိုင်စွမ်းပေါ့။အဲ့တော့ဘယ်လိုမှသုံးလဲဆိုတော့ he has the ability to lead the project ဒီ project ကြီးကိုဥဆောင်နိုင်တဲ့စွမ်းရည်သူ့မှာရှိတယ်ပေါ့နော်အဲ့တော့ ability ဆိုတာလူတစ်ယောက်မှာရှိတဲ့စွမ်းရည် and he has the ability to run his own business သူကသူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကိုင်နိုင်တဲ့ရည်ချင်းရှိတယ်ပေါ့နော်ဒီလိုပြောကြပါမယ်နောက်တစ်ခုက ever ရဲ့ sanction back ever ရဲ့ sanction backup and ever မလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်တော့မတတ်နိုင်တော့ပေါ့အဲ့တော့ ငါသူ့ကိုမကူညီနိုင်ဘူးဆိုရင် I was unable to help him လို့ပြောလို့ရပါတယ်အဲ့လိုပြောတာ I cannot help him လို့ပြောတာလည်းပို့ပြီးတော့ယဉ်ကျေးပါတယ်အဲ့တော့သူကဘာလဲဆိုတော့ကိုကလှုပ်ချင်ပြီကူညီချင်တယ်ဒါပေမဲ့ကူညီနိုင်တဲ့စွမ်းရည်ကိုမှမရှိလို့မကူညီခဲ့ရဘူးပေါ့နော်အဲ့ဒီဘုံမျိုးဆိုတော့ပို့ပြီးယဉ်ကျေးတဲ့အတုံးလုံးဖြစ်တာပါနောက်ကိုတက်ကတူပညာရေးကိုဆောင်းအောင်မတင်ခဲ့ရဘူးဆိုရင်လည်း I want was unable to finish my university education due to ဘာကြောင့်ပါပေါ့နော် ေအကြောင်းကြီးကြောင့်မရတဲ့ကုပညာယူငါဆော့မတင်ခဲ့ရပါဘူးဒီလိုပြောလို့ရအဲ့လိုပဲမလုတ်နိုင်ဘူးဆိုတာကိုနောက်အနေနဲ့တော့ရင်တော့ inability ပေါ့ inability ကလုတ်ခိုင်းနိုင်ဆုံးရှိခြင်းပေါ့အဲ့တော့ companies inability to reduce the operation cost is the main threat to its survival ဆိုတော့အတိတ်ကကုမ္ပဏီကသူ့ရဲ့ operation cost တွေကိုမ short ချနိုင်ခြင်းပေါ့ short ချ အောင်မဆန်းဆောင်နိုင်ခြင်းဟာသူရှင်သန်ရည်တည်ဖို့အတွက်ချင်းချောင်းမှုတစ်ခုဖြစ်နေတယ်ပေါ့အဲ့တော့သူမလုံနိုင်ဘူးပေါ့နော်တရားနော် enable ကိုကျွန်တော်တို့ buff နေနဲ့သုံးရင်တော့ဒီက share e and le ကပ်ပြီးတော့ enable ပေါ့ enable ဆိုလို့ရှိရင်တော့ဒီကတတ်နိုင်စေသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာအဲ့တော့ငကူကတစုံတစ်ယောက်ကသုံးမဟုတ်တစုံတစ်ခုကတစ်ခုခုဆွမ်းဆောင်မှုမဆွမ်းဆောင်နိုင်တဲ့အခြေအနေကိုဆွမ်းဆောင်နိုင်အောင်လုပ်ပေးလိုက်တာပေါ့အားပြေးပေးလိုက်တာပေါ့အဲ့တော့ this degree will enable me to pursue my dream career in information technology ဆိုတာတွေကအများဖြင့်ကျွန်တော်တို့ကျောင်းနေပါတွေလျှောက်တဲ့အခါမှာ motivation letter အနေနဲ့ရေးတဲ့အခါမှာသုံးပါတယ်ဒီဘွဲကိုရတဲ့ရှိချင်းအဖြစ်ငါရဲ့ dream career ကိုလိုက်စားနိုင်ဖို့အတွက်တတ်နိုင်စေတယ်ပေါ့နော်အစွမ်းရည်တစ်ခုဖြစ်စေတယ်ဒီလိုမျိုးအနေနဲ့သုံးကြပါတယ်အဲ့တော့ event နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ summary နဲ့ပြန်ရှင်းရမယ် solution တော့ adjective မှာ even ဆိုရင်တက်နိုင်တယ် uneven ဆိုရင်မတက်နိုင်ဘူးပေါ့เนาะ negative sense မှာပြီးရင် noun အနေနဲ့သုံးတော့သူက ability ဒီဘက်မှာ inability နောက် verb အနေနဲ့ဆိုရင်တော့ enable ဒီလိုသုံးရပါတယ်